Good afternoon everyone. Gain with AI နေကြိုဆိုပါရယ်။ဒီနေ့မှာဆိုတော့နားထောင်ရင်စတဲ့အစီအစဉ်လေးဖြစ်ပါရယ်။ဒီနေ့ဗာလေးဖတ်ကြမလဲဆိုတော့ starting life starting စတင်ခြင်း life ဘဝဘဝစတင်ခြင်းနဲ့ in မှာ a new country နိုင်ငံအသစ်တစ်ခုမှာဘဝစတင်ခြင်းနဲ့ဒါတွေကမြန်မာအများစုအခုချိန်မှာ relate လုပ်လို့ရတယ်လိုက်ပါခံစားလို့ရတယ်ခေါင်းစဉ်လေးဖြစ်မယ်လို့ယုံကြည်ပါတယ်ဗောနော် okay starting life in a new country နိုင်ငံအသစ်တစ်ခုမှာဘဝစတင်ခြင်းဒါပေါ့ကြောင်းလဲအခါတွေမှာစတင်ရမယ်ဘဝအသစ်တွေ okay read the following article အောက်ဖော်ပြပါစောင်းပါလေးကိုဖတ်ပါ pay special attention အထူးအာရုံပြုဂရုစိုက်ပါ to the words in bold ဘိုးလောက်ထားတဲ့စကားလုံးလေးတွေကိုဂယုစိုက်ပါတဲ့ကြည့်ကြည့်မယ်ပေါ့နော် you are about to you are about to ဆိုတာကနင်ကတခုခုလုပ်တော့မယ်လို့ပြောတာ you are about to go to college နင် college သွားတက်တော့မယ် in the united states united states မှာဒါ us မှာနင် college သွားတက်တော့မယ်ပေါ့နော် or ဒါမှမဟုတ်ရင် your family နှစ်မိသားစုက just moved အခုလေးတင် ပြောင်းရွှေ့လာခဲ့တယ် to the united states united states ကိုနေရ united states မှာတောင်းတတ်တော့မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်နှစ်မိသားစုကအခုလေးတင် united states ကိုပြောင်းလဲလာတာပဲပြောင်းလာတာပဲဖြစ်ဖြစ်ပေါ့နော် Your friends back home tell you your friend နင်းငယ်ချင်းနေ back home နင်းအရင်အိမ်ကငယ်ချင်းနေကဘာပြောလဲဆိုတော့တဲ့ it must be so exciting အရန်စိတ်လှုပ်ရှားစရာကောင်းမှာပဲ to live in a new country နိုင်ငံအသစ်တစ်ခုမှာတနေရတာ အရန်စိတ်လှုပ်ရှားစရာကောင်းမှာပဲလို့ကိုပြောင်းရွှေ့လာခဲ့တဲ့နိုင်ငံအဟောင်းဝတငယ်ချင်းတွေကပြောလိမ့်မယ်ပေါ့နော် but ဒါပေမဲ့ there are ရှိကြပါတယ် so many အများကြီး new rules and customs rules စီမံစီကံအသစ်တွေ and customs ဒလေထုံးတန်းအသစ်တွေ to learn သင်ယူဖို့အတွက် နိုင်ငံအသစ်တစ်ခုကိုပြောင်းလဲရတာစိတ်လှုပ်ရှားစရာကောင်းတာတော့မှန်တယ်ဒါပေမဲ့လေးလာသင်ယူဖို့သိရှိဖို့အတွက်စီမင်းစည်းကမ်းအသစ်တွေနဲ့ဓလေ့ထုံးတဲ့အသစ်တွေအများကြီးရှိနေတတ်တယ်တဲ့နော်ဒီလိုမျိုးတန်းပြီးတော့ဘုန်းကနေပျော်စရာကြီးဖြစ်တာမဟုတ်ဘူးတဲ့ after the excitement wears off after ပြီးနောက် the excitement စိတ်လှုပ်ရှားမှု wears off အဲ wear ဆိုတာက wisdom ဒီဒါပေမဲ့ wears off ဆိုပြီးတော့ဒီလိုပူပေါင်းပြီးတော့သုံးဝင်ဒါပါအတိတ်ပဲလဲဆိုတော့တဖြည်းဖြည်းနဲ့နဲပါသွားသည်လို့ပြောတာရှင် wears off after the excitement wears off စိတ်လှုပ်ရှားမှုကတဖြည်းဖြည်းနဲ့အချိန်ကြာရင်နဲပါသွားမှာပဲပေါ့နော်အဲ့လိုနဲပါသွားတဲ့အခါမှာတော့ there are many questions မိကုန်းနေအများကြီးရှိလိမ့်မယ် you'll have နေမှာရှိလိမ့်မယ် and decisions ဆုံးဖြတ်ချက်တွေ you have to make နေလို့ရမယ် အဲစိတ်လှုပ်ရှားမှုစရာတွေနည်းနည်းနဲ့ဖြည်းဖြည်းနဲ့နည်းပါးသွားတဲ့အခါမှာတော့နင်းကိုယ့်အကူတိချင်တဲ့မေးခွန်းတွေရှိလာမယ်ပြီးတော့ဆုံးဖြတ်ချက်ချရမယ်ဟာတွေရှိလာလိမ့်မယ်လို့သူကပြောတာပေါ့အဲဒါဆိုဒီနံပါတ်1မှာသူပထမ paragraph မှာသူဗာပြောသွားလဲပေါ့နင် United States ကိုကြောင်းတက်ရမှာလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်နင့်မိသားစုက United States ကိုအခုလေးနေပဲကြောင်းလဲလာတာမျိုးလဲဖြစ်နိုင်တယ်အဲ့ဒီချိန်မှာနင့်ရဲ့ ဟိုအရင်ကနိုင်ငံကတငယ်ချင်းတွေက နင့်ကိုပြောလိမ့်မယ်ဟာနိုင်ငံအသစ်တစ်ခုမှနေရတာအရန်စိတ်လှုပ်ရှားစရာကောင်းမှာပဲဒါပေမဲ့တကယ်တမ်းကျတော့ဤစနစ်အသစ်တွေပြီးတော့ကျတော့ဓလိထုံတဲ့အသစ်တွေတင်ယူလေးလာဖို့ရှိနေတယ်ဒီလိုမျိုးစိတ်လှုပ်ရှားမှုလဲ wear off ဖြစ်သွားရော wear off ဆိုတော့တဖြည်းဖြည်းနေပါသွားရောဘာတွေကြံခဲ့လဲဆိုတော့နင့်မှာမေးခွန်းနေနဲ့ပြီးတော့ဆုံးဖြတ်ချက်ချရမယ့်ကိစ္စတွေကြံခဲ့တယ်တဲ့ you're about to go to college in the United States, or your family just moved to the United States. Your friends back home tell you it must be so exciting to live in a new country. But there are so many new rules and customs to learn. After the excitement wears off, there are many questions you'll have and decisions you'll have to make. Okay, အဲ့ဆိုရင်ဒီမှာသူပြောသွားတယ် must be ဆိုတာကပြည့်ရမယ် hey လို့ပြောတာ။လုံးဝတိုက်ရိုက်အထိပ္ပယ်ဆိုရင် must ဖြစ်ကိုဖြစ်ရမယ်လုတ်ကိုလုတ်ရမယ်ဒီနေရာမှာ must be ဖြစ်ရမယ်ဆိုတာဒီသူကခက်မှန်းလိုက်တာ must be it must be so exciting အရင်စိတ်လို့ရှားစရာကောင်းမှာပဲဖြစ်ကိုဖြစ်မှာပဲဆိုပြီးတော့ဒီတငယ်ချင်းတွေကထင်လိုက်တာယူဆလိုက်တာလုံးဝသေးကြပေါ့ကြီးယူဆလိုက်တာပေါ့อืมဆက်သွားကြည့်ရအောင် now you're here now အခုတော့နင်ဒီမှာရောက်နေပြီဒါကတော့ United States ဟုတ်ဟုတ်မဟုတ်ဟုတ်ဘယ်နိုင်ငံမဲရောက်ရောက်တာကတခြားနိုင်ငံသွားတဲ့အခါမှာအစ်စ်လေးလာစီရတဲ့ရှီကိုရှိရပဲပေါ့နော်အခုတော့နင်ဒီမှာရောက်နေပြီ and you find yourself in situations နင်ကိုနေဘလိုနေရာတွေမှာရှာတွေ့လဲဆိုအခြေအနေတွေမှာရှာတွေ့တယ်တဲ့ that are completely new to you နင်အတွက်လုံးဝတရားရာဂိုင်းတော့အစ်စ်ဖြစ်နေတဲ့အခြေအနေတွေမှာ ကိုကကိုတွေ့တယ်ပေါ့ပြောချင်တာအခြေအနေတွေကလုံးဝကို့အတွက်တရားရဂိုင်းတော့အစ်စ်မျိုးတွေဖြစ်နေတာမျိုးဖြစ်တယ်တဲ့ you might ask yourself နင်နစ်ကိုနင် မေးကောင်းမေးလိမ့်မယ် should i buy a car ငါကားတစီဝယ်သင့်သလား or ဒါမှမဟုတ်ရင် use public transportation အများသုံးသယ်ယူပို့ဆောင်ရေးကိုပဲငါသုံးသင့်သလား should i get a roommate တူတွဲနေဖို့အတွက်အခန်းပေါ်ခေါ်သင့်သလား if so တကယ်လို့ခေါ်တဲ့ဆိုရင် how ဘယ်လိုခေါ်ရမလဲ and where ဘယ်နေရာမှာသွက်ခေါ်ရမလဲ how do i find a doctor ဆရာဝန်တယောက်ကိုဘယ်နာသွက်ရှာရမလဲ where do i get insurance အမခန်ဘယ်နာသွက်လုပ်ရမလဲ how do i find a job အလုပ်တစ်ခုငါဘယ်လိုရှာရမလဲ when ဘယ်တော့ and where do i tip ဘယ်တော့နဲ့ဘယ်နေရာမှာငါဒီမုံဖိုးတွေပေးရမလဲပေါ့ဝင်ဆောင်မှုတစ်ခုကဟိုဟာဖြစ်တယ်အဆင်ပြေတယ်ဆိုရင်ဒါ tip ပေးတယ်ပေါ့နော်ဒီလို tip ကပေးတင်တာမပေးတင်ဘူးလားဘယ်လိုအချိန်ခါမှာပေးရမလဲဘယ်နေရာတွေမှာပေးရမလဲဒီလိုမျိုးမေးခွန်းတွေအများကြီးဖြစ်နေတယ်ပေါ့နော် There must be hundreds of things. Ah, ရာပေါင်းများစွာသော အရာတွေနေ့မှာရှိနေပါလိမ့်မယ်တဲ့. You never thought about before. ဒီမတိုင်ခင်ကတခါမှမတွေးဘူးတဲ့အကြောင်းအရာတွေအခုနင်ကြုံတွေ့ရပါလိမ့်မယ်လို့သူကပြောတယ်ပေါ့အဲ့ဒါဆိုဒီ paragraph သူမှသူပါပြောသွားတယ်အခုနင်ဒီနိုင်ငံအစ်စ်ကိုလည်းရောက်နေရောကိုကိုကိုလုံးဝမကြုံတွေ့ဘူးတဲ့တရားရဂိုင်းတော့အစ်စ်ဖြစ်တဲ့အခြေအနေတွေနဲ့တွေ့ရလိမ့်မယ်ကိုကိုကိုမေးကောင်းမေးနိုင်တဲ့အခြေအနေတွေကဘာတွေလဲဆိုတော့ကားပဲဝင်ရင်ကောင်းမလားဒါမှမဟုတ်အများသုံးတည်ယူပို့ဆောင်ရေးပဲသုံးရင်ကောင်းမလား အခန်းပေါ်ပဲခေါ်ရင်ကောင်းမလားခေါ်ရမယ်ဆိုရင်ရောဘလို့နဲ့ဘယ်နေရာမှာတက်ခေါ်ရမလဲဆရာဝန်ကိုဘယ်နာတက်ရှာရမလဲဘလို့ရှာရမလဲအာမခံကိုဘယ်မှာတက်လို့ရမလဲအလုပ်တစ်ခုဘလို့ရှာရမလဲပြီးတော့ကြတော့ချစ်မုံဘိုးကိုဘယ်လိုအချိန်ခါတွေမှာဘယ်နေရာတွေမှာပေးသင့်တယ်လဲအဲ့လိုမျိုးကိုကိုကိုအရင်ကမတွေးခဲ့ဘူးတဲ့ရာပေါင်းများစွာသောအကြောင်းအရာတွေအများကြီးရှိနေပါလိမ့်မယ်တဲ့ Okay Now you're here and you find yourself in situations that are completely new to you, you might ask yourself Should I buy a car or use public transportation? Should I get a roommate? If so, how and where? How do I find a doctor? Where do I get insurance? How do I find a job? When and where do I tip? There must be hundreds of things you never thought about before. Okay, 萨多吉尔。 in addition ဒီဟာတွေအပြင် those practical things အဲ့လိုမျိုးတကယ်လက်တွေ့ကြတဲ့အရာတွေအပြင်နဲ့ you might also wonder နင်သိကောင်းသိကျင်လိမ့်မယ် about social differences လူမှုရေးရမတူညီမှုတွေနဲ့လည်းပတ်သက်လို့နင်သိကောင်းသိကျင်လိမ့်မယ်တဲ့ခုနလိုမျိုးလက်တွေ့ကြတဲ့လိုအပ်ချက်တွေနဲ့အပြင်ဘာတွေပါသိကျင်အောင်မလဲဆိုရင်တကယ်တစ်နေ့တစ်နေ့ဆက်ဆံရရတယ်ပေါ့နော်လူမှုရေးရမတူညီမှုတွေကိုပါနင်သိကျင်လိမ့်မယ်တဲ့ you might ask yourself နင်ကိုနေမေးခြင်းမေးကောင်းမေးလိမ့်မယ် what topics ဘာကောင်းစင်နေသည်အာဖြစ်ကြတယ် appropriate သင့်တော်သောဘယ်ကောင်းစင်တွေကသင့်တော်တယ် for making small talk here make small talk ဆိုတာကစကားသေးသေးလေးပြောသည်ဆိုတာဒီတာဟုတ်လားဘာသာလာဘာပြောတာကိုပြောတာရှင်နေကောင်းလားစင်ပြေလားအရင်ကြီး in depth ပြောတာမဟုတ်ဘူးပေါ့เนาะဒီလိုအလာပါတလာပါပြောတာဒီ make small talk လို့သုံးလို့ရတယ်ပေါ့เนาะ ဘလို့ခေါင်းစဉ်နေနဲ့ဒီနေရာမှာပေါ့နော်အလာပါတလာပါလေးတွေပြောရင်တင့်တော်မလဲပေါ့နော်ဒါအဲနေရာဝလာတဲ့နော်တို့ပိန်သွားတယ်နော်တို့ပြောလို့ရမလားပြောလို့ကောင်းမလားပေါ့ဘယ်လိုအခြေအနေတွေဘလို့ဟာမျိုးတွေပြောတင်တယ်လဲပေါ့ what topics might not be so good ဘလို့ခေါင်းစဉ်နေရတော့တိတ်မကောင်းတာမျိုးဖြစ်နိုင်တယ်လဲ Why did the person I am talking to ငါစကားပြောနေတဲ့လူကဘာကြောင့် step back from me ငါစီကနေအနောက်ကိုတလန်းဆုတ်သွားတာလဲပေါ့နော်ဒါဖြစ်ဖြစ်လေးဖြစ်တာရှိတဲ့ဟာတွေပေါ့ Did I say something wrong ငါတခုခုမှားတာများပြောမိလို့ तू ကအနောက်တလန်းဆုတ်သွားတာလား It might be ဖြစ်ကောင်းဖြစ်လိမ့်မယ် that you are standing too close too close ဆိုတော့အလွန်နီးနီးကပ်ကပ်လို့ပြောတာ close ဆိုတာပိတ်တည်လဲရတယ်နီးကပ်တော့လဲရတယ်နေအရန်နီးနီးကပ်ကပ်ကြီးမတက်ရက်နေလိုက်လို့လည်းဖြစ်နိုင်တယ်တဲ့ဒီမှာ people in the US United States ကလူတွေဒီ like their personal space ဘာကြိုက်လဲဆိုတော့သူတို့ရဲ့ကိုယ်ပိုင်နေရာလေးကိုကြိုက်တယ်ပေါ့နော်အရန်ကြီးကပ်လာတာမျိုးသူတို့မကြိုက်ဘူး personal space This is one of many unspoken rules this is ဒါကားဖြစ်တယ် one of တခုဖြစ်တယ်ဘယ်ထဲကတခုရော many and spoken rules ထုတ်ဖော်မပြောထားတဲ့ဒီလိုမျိုးချမရေးထားတဲ့နီးစည်းကမ်းနေတဲ့ဟာတခုဖြစ်ပါတယ် that might be new to you နင့်အတွက်အသစ်ဖြစ်ကောင်းဖြစ်နေနိုင်တယ်တဲ့နော်ဒီဟာဒီအရန်ကြီးနီးနီးကက်ကက်ကြီးမတက်မရက်ရဘူးဆိုတာဒါဥပဒေအရာတရားမဝင်တာမဟုတ်ဘူးဗဇက်ကနေထုတ်ဖော်မပြောထားတဲ့လူတွေဒီတိုင်းသိနေတဲ့နီးလန်းလေးတခုပဲပေါ့နော်อืม အဲ့ဆိုဒီမှာဗားတွေပြောသွားလဲခုနလိုမျိုးလက်တွေ့ကြတဲ့ကိစ္စတွေအပြင်နင်းလူမှုရေးရာမတူညီမှုတွေနဲ့ပတ်သက်လို့လည်းသိကျင်တာတွေရှိလာလိမ့်မယ်ကိုကိုကိုမေးမိလိမ့်မယ်ဘလို့ကောင်းစင်တွေနဲ့အလာပါတလာပါပြောလို့ဒီမှာကတင့်တော်တယ်လေဘလို့ကောင်းစင်တွေကတော့သိပ်ပြီးတော့မကောင်းဘူးလေဘာလို့ငါစကားပြောနေတဲ့လူကငါအနောက်ကနေပြီးတော့တလန်းဆုပ်သွားတာလဲငါတခုခုများမာပြောမိလို့လား အဲဖြစ်နိုင်ခြေရှိတာကတော့နင်ကအရန်နီနီကက်ကက်ကြီးရက်နေတာမျိုးလည်းဖြစ်နိုင်တယ် United States ကလူတွေကသူတို့ရဲ့ personal space တကူရေးစာနေရာလေးကိုကြိုက်တယ်ဒါကထုတ်ဖော်ပြောမထားတဲ့နီးစည်းကမ်းတွေကတခုပဲဖြစ်ပါတယ် Okay ကြည့်ကြည့်ရအောင်အဲ့ဒါဆိုပြန်ပြီးတော့ဗောနော် In addition to those practical things you might also wonder about social differences you might ask yourself what topics are appropriate for making small talk here what topics might not be so good. Why did the person I am talking to step back from me? Did I say something wrong? It might be that you are standing too close. People in the US like their personal space. This is one of many unspoken rules that might be new to you. Okay, Sadwajia. Besides, questions you have about life in the United States. United States, ma, means နေထိုင်တဲ့ဘဝအတွက်ပေါ့နော်ဖြစ်လာတဲ့မိကုန်းနေပေါ့ခုနကတော့ဘာလို့ तू ကနောက်ဆုတ်သွားတာလဲဘယ်နေရာမှာဆရာဝန်သက်ရှာရမလဲဒီလိုမိကုန်းနေအပြင်းနဲ့ you are probably you are probably discovering ဖြစ်နိုင်ခြေရှိတာကတော့တဲ့နင်ရှာဖွေတွေ့ရှိနေပါလိမ့်မယ် that many americans americans အများစုက are curious about you curious ဖြစ်တယ်ဆိုတာသိကျင်စိတ်ရှိတာပေါ့နော်နင့်အကြောင်းကိုသိကျင်စိတ်ရှိနေတာကိုလည်းနင်တွေ့ရလိမ့်မယ်ပေါ့နော်အဲကိုကလည်းမေးခွန်းနေရှိတယ် united states နဲ့ပတ်သက်လို့ဒီကလူတွေကလည်း americans တွေကလည်းတဲ့နင့်အကြောင်းကိုသိကျင်နေတာမျိုးကိုတွေ့ရလိမ့်မယ်တဲ့ curious ဖြစ်နေတာပေါ့နော်อืม of course ဟုတ်တာပေါ့ they'll ask you where you're from they'll ask you သူတို့ကမေးပါလိမ့်မယ်နင်ကို where you're from နင်ကဘယ်ကလဲဆိုတာမေးပါလိမ့်မယ်အဲဘယ်နိုင်ငံကနင်လာတာလဲ keep in mind keep ထားပါ in mind စိတ်ထဲမှာ keep in mind ဆိုတော့စိတ်ထဲမှာသတိတရလေးရှိပါပေါ့မှတ်ထားပါပေါ့ keep in mind that they might not know much about your country or culture နှင်းနိုင်ငံနှင်းဒလိရိုးရအကြောင်းကိုသူတို့များများဆဆတိလိမ့်နိုင်တယ်မဟုတ်ဘူးဆိုတာကိုသတိလေးကတ်ထားပါဗောနော်ကိုကပြောလိုက်လို့ဘုံငနဲ့ဓာတ်ခနဲ့သူတို့တိနိုင်တာမျိုးမဟုတ်နိုင်ဘူးဗောနော်မတိတာမျိုးဖြစ်နိုင်တယ်တဲ့ if you say sri lanka နေကကိုနိုင်ငံနေကဘယ်ဟာလာလဲဆိုငါတိတိလင်္ကာလာတာလို့သာပြောလိုက်တယ်ဆိုရင် for example ဥပမာပေးရရင်နော်တဲ့ they may have no idea where this is ဆရိနဂါဆိုတာဘယ်နေရာမှာလဲဆိုတာသူတို့ idea လုံးဝမရှိတာမျိုးလုံးဝမသိတာမျိုးဖြစ်နိုင်ပါတယ်တဲ့ they might not understand သူတို့ကနားမလည်နိုင်ဘူး the differences မတူညီမှုတွေ between different asian countries အာအာရှနိုင်ငံမတူတဲ့အာရှနိုင်ငံတွေကြာမတူညီမှုတွေကိုသူတို့နားမလဲကောင်းနားမလဲတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အာရှဆိုအာရှသားလို့ပဲဒုံးကနေမြင်လိုက်တာမျိုးပေါ့နည်းနည်းမကွဲပြားတာမျိုးဖြစ်နိုင်ချေရှိတယ်တဲ့ if you're from brazil နေက brazil ကဆိုရင် people might think you speak spanish နေရတာဘရာဇီးလ်ကလို့ပြောလိုက်ရင်လူတွေကဘလို့ထင်ကောင်းထင်နိုင်လဲဆိုတော့စပိန်ဘာသာစကားပြောတယ်လို့ထင်ကောင်းထင်နိုင်တယ်တဲ့ people who think that must not know that portuguese is the language of brazil อืมအဲ့လိုထင်တဲ့လူတွေอ่ะတဲ့ဘာလဲဆိုတော့ portuguese ဘာသာစကားကဒါ brazil ရဲ့ဘာသာစကားဆိုတာကိုသူတို့မသိဘူးတဲ့เนาะမသိတာဖြစ်နိုင်တယ်တဲ့ just explain ရှင်းတာရှင်းပြလိုက်ပါ where you're from နင်ကဘယ်ကဆိုတာ and what language you speak နင်ဘာဘာသာစကားပြောတယ်နင်ကဘယ်ကဆိုတာကိုသူတို့မသိဘူးဆိုတော့လည်းပြဿနာမရှိဘူးပေါ့ရှင်းပြလိုက်ပါတဲ့ okay ကဲနင်ကလည်း United States နဲ့ပတ်သက်လို့သိကျင်တာတွေရှိနေမဲ့အတူတူပဲအဲ့ဒါအပြင်ပေါ့နော်ဒီ Americans တွေအများစုကလည်းနင်အကြောင်းကိုသိကျင်စိတ်တွေရှိနေပါလိမ့်မယ်ဟုတ်တာပေါ့သူတို့ကနင်ဘယ်ကလာတယ်ဆိုတာမေးလိမ့်မယ်ဒါမဲ့စိတ်ထဲမှာတစ်ချက်မှတ်ထားဖို့ကနင်ရဲ့နိုင်ငံနင်ရဲ့တရိပ်ထုံတဲ့အကြောင်းသူတို့မသိတာမျိုးဖြစ်နေနိုင်တယ်ဥပမာပြောရရင်နင်ကသီရိလင်ကလာတယ်လို့ပြောလိုက်ရင်သူတို့ကသီရိလင်ကကဘာကြီးရဲ့ဘယ်နားမှာရှိတယ်ဆိုတာမသိတာမျိုးဖြစ်နေနိုင်တယ် ပြီးတော့ကြတော့သူတို့ကအာရှနိုင်ငံတွေရဲ့အကြားမှာပေါ့နော်မတူညီမှုတွေကိုတိတ်ပြီးတော့မခွဲခြားနိုင်တာမျိုးလည်းဖြစ်နိုင်တယ်။တကယ်လို့နင်ကဘရာဇီးလ်ကလို့ပြောလာရင်လူတွေကနင်စပိန်ဘာသာစကားပြောတယ်လို့ထင်နေလိမ့်မယ်။အဲ့လိုထင်တဲ့လူတွေကပေါ်တူဂီးဘာသာစကားကိုပြောတယ်ဆိုတာကိုသူတို့မသိကြလို့နင်ဘယ်ကလာတယ်နင်ဘာဘာသာစကားပြောတယ်ဆိုတာဒါရှင်းပြလိုက်ပါတဲ့။อืมအောက်မှာပြောတယ် with time အချိန်နဲ့အမျှ you learn နင်သင်ယူရရှိပါလိမ့်မယ် more ထပ်ပြီးတော့ about American behaviors. American တွေရဲ့ behaviors တွေ behavior ဆိုတာကပြုမှုဆောင်ရွက်ပုံတွေသူတို့ရဲ့နေထိုင်ပုံတွေဒါတွေဒီ behavior ပေါ့နော် and others will learn more about you ပြီးတော့တခြားလူတွေကလည်းနင့်အကြောင်းကိုတဖြည်းဖြည်းနဲ့နားလည်လာပါလိမ့်မယ်တဲ့ and your native culture နင့်ရဲ့ ဒလေထုံတဲ့နေအကြာသူတို့တိလာလိမ့်မယ်ပေါ့အချိန်ကြာလာတာနဲ့အမြနေရလဲ American တွေရဲ့ behaviors တွေပြုမှုနေထိုင်မှုတွေအကြောင်းကိုတိလာမှာလို့ပဲတခြားလူတွေကလည်းနင့်အကြောင်းကိုပို့ပြီးတော့တိလာပါလိမ့်မယ်တဲ့ Okay ဒါဆိုရင်နောက်ဆုံး paragraph uh, နှစ်ခုကသူပါပြောသွားလဲအာ Besides questions you have about life in the United States, you're probably discovering that many Americans are curious about you. Of course, they'll ask you where you're from, Keep in mind that they might not know much about your country or culture. If you say Sri Lanka, for example, they may have no idea where this is. They might not understand the differences between different Asian countries. If you're from Brazil, people might think you speak Spanish. People who think that must not know that Portuguese is the language of Brazil. Just explain where you're from and what language you speak. With time, you'll learn more about American behaviors, and others will learn more about you and your native culture. Okay, Daliaro. နိုင်ငံအစ်စ်မှာဘဝကိုစကျင်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ် thank you very much see you again